အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တည်ထောင်ခြင်း၃၈နှစ်မြောက်အထိမ်းအမှတ်အခမ်းအနား၌အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမရဒူဝါလာရှိလာပြောကြားသည့်မိန့်ခွန်းကိုတင်ဆက်ပေးလိုက်ပါရစေခင်ဗျာဒီကထူထောင်တဲ့၃၈နှစ်ရောက်မှာဆလာရိုတူဆုံခွန်ရတဲ့အတွက်အင်မတော်ဝန်တာပါတယ်ဆက်အနာရှင်စန့်ကျင်ရေးတမိုင်းမှာအစင်လာကြီးမာတဲ့အမျိုးသားဒီမိုကရေစီချက်၃၈နှစ်မြောက်အထိမ်းအမှတ် ဖြစ်တဲ့အတွက်ကျွန်တော်ပြောရတာအင်မတန်ကိုကိုလည်းဂုဏ်ယူပါတယ်ကျွန်တော်အနေနဲ့အထူးဝန်သာပေးပါတယ်ဒီနေ့ခန္ဓာကိုတက်ရောက်လာတဲ့မြို့သားဒီမိုကရေစီဖိုက်ချောင်းချုပ်ဘ ഹു အလုအမှုဆောင်ဖွဲ့ဝင်ဦးထွန်းထွန်းခင်တဲ့သူဘ ഹു အလုအဖွဲ့ဝင်များပြည်တော်စုလွတ်တော်ကုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွတ်နဲ့အတူလွတ်တော်ကုစလေကြီးများအမျိုးသားညွှန်ကြဲဆိုရပြည်ထောင်စုဝန်ကြီးချုပ်နဲ့အတူဝန်ကြီးများဒီနေ့ခန္ဓာမှာတက်ရောက်နေတဲ့တော်လန်ကြီးရေးပေါ်ရပါအားလုံးနဲ့ ဖိတ်ကြားထားတဲ့နိုင်ငံတကာသံတမန်များအလုံးကိုလေးစားပါကြောင်းဦးစွာပဏာမပြောကြားလိုပါတယ်။အမျိုးသားဒီမိုကရေစီပတ်ချုပ် NLD ရဲ့အမိုက်ဖြတ်တမှုကိုကြည့်ရင်အမျိုးသားဒီမိုကရေစီပတ်ချုပ်ကအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတမိုင်းမှာအင်မတန်ကြီးမားတဲ့ဦးဆောင်မှုကိုပေးခဲ့တယ်ဆိုတာအလုံးအသိဖြစ်ပါတယ်။ဒါအပြင်မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုမှာလေအမျိုးသားဒီမိုကရေစီပတ်ချုပ်က မကြောက်ထူနိုင်လောက်အောင်ခိုင်မာတဲ့ညှိုက်တဲ့ကမိုင်းရှိထားပြီးဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့တမိုင်းတဲ့လျှောက်မှာနိုင်ငံရေးလောကဒဏ်အနည်းအမြင့်အသက်ကျအခက်ခဲမျိုးစုံကိုအလူအလေခံစားပြောချက်ကြောဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဒီလိုချမ်းသာတဲ့နိုင်ငံရေးလောကဒဏ်တွေကိုစံစံခံနိုင်စွန့်ရှိပြီးယုံထရပ်တည်နိုင်တယ်ဆိုတာလေ အချင်းအရှားမြည်ရမှာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီပိတ်ချုပ်နေတဲ့ဂျီမာပြင်းထန်တဲ့နိုင်ငံရေးမှုဟောတဲ့လုံတိုင်းစီကိုဆက်တန်းချုပ်ချက်လည်းခဲ့ပြီးဖြစ်ပါတယ်ဒီလိုဆက်ပြီးတော့ဆက်တန်းချုပ်ချက်နိုင်အောင်လည်းကြိုးစားနေဆဲဖြစ်ပါတယ်ဒီလိုတမိုင်းဖြတ်တန်းမှုရှိတာကိုတော်ယုံတကြုံပြဆက်မှုနဲ့မရဘူးဆိုတာအလုံးအသိပဲဖြစ်ပါတယ်ဒါခံယူချက်နဲ့ယုံကြည်ချက်အပေါ်မှာမိမိရဲ့အသက်ကိုခန္ဓာစိတ်စဉ်ဥစ္စာအလုံးကို အန္တန်ဒီဖြတ်တန်ခဲ့ရတဲ့ခီးရှိကြီးဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီဘက်ကြောင့်ကောင်းဆောင်တွေဟာစစ်အာဏာရှင်အဆက်ဆက်ရဲ့နှိမ့်ဆက်နင်ပါမှုတွေကိုစစ်တပ်တတိအပြည့်နဲ့ရင်ဆိုင်ဖြတ်တန်ခဲ့ကြတယ်။သို့ဖြင့်အမျိုးသားဒီမိုကရေစီဘက်ကြောင့်ဟာဤသူရဲ့ဂျူးစေးဘွားကိုအစင်တဆိုင်ရှေ့ရှုခဲ့တယ်ဆိုတာလည်းသူမြင်ရပါတယ်။အမျိုးသားဒီမိုကရေစီဘက်ကြောင့်ဟာအချမ်းမဖက်တော်ရနေလန်စင်ပေါ်မှာမြင်းမြန်ခဲ့တယ်လို့ ပြည်သူလူထုရဲ့သဘောထားကိုလည်းပြတော့ခါမှလုံဆန်ခဲ့တာမရှိဘူးလို့ပြောလိုက်ပါတယ်။ယခုနွေဦးတော်လည်းမြန်မာလည်းပြည်သူလူထုရဲ့သဘောဆန်တကိုလစ်လို့ချုပ်မပြုတ်ပဲအမျိုးသားဒီမိုကရေစီပဲချောကောင်းဆောင်တင်တဲ့ပါတီဝင်တွေဟာကြာရခံတံတားကနေပေါ်ဝင်ကြကြတာဖြစ်ပါလေ။နိုင်ငံရေးဆိုတာသဘောကအင်မတန်ချေပြန့်ပါလေ။နိုင်ငံရေးဆိုတာအာဏာအကျိုးစီးပွားနဲ့ပြည်ပကဆိုတဲ့အကြောင်းအရာတွေပူလွန်ပါတယ်။ ဒါအပြင်ပါတီနိုင်ငံရေးဆိုတဲ့အတိုက်အတာချက်လည်းကျော်လွန်လာတယ်တကယ်တော့နိုင်ငံရေးဆိုတာလူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ fiscal stupan အရေးကိစ္စဖြစ်တယ်လို့လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့အနာဂတ်ကံကြမ္မာကိုပြထန်းသူစင်လိုက်တဲ့အရာတွေဖြစ်ပါတယ်ဒါအပြင်နိုင်ငံရေးဆိုတာကကျွန်တော်တို့လူ့အဖွဲ့အစည်းကဖျက်တမ်းခဲ့တဲ့အတိတ်အရာချင်းရအားလုံးနဲ့လည်းဆက်ဆက်သက်ဆိုင်နေပါတယ်ကျွန်တော်တို့အားလုံးဒီခုဖျက်တမ်းနေတဲ့မြို့တော်လည်းဟာ an thik ta mai ma chu van ke de sa là chen se san chi de luk sha mu ye a set pe phi ba de da bin chan ro she myo sa gaung saung tu ye chu van luk sha mu i sau ke de democracy luk sha mu go mo khu yong ta bun yu chin le phi ba de pu bi che là la la ga ro federal cái gì sa go ba chan ro a long che che bian bian su min la nai che chin ka sa de phi ba de da jang လက်ရှိအချိန်မှာကျွန်တော်တို့ဟာစစ်အာဏာရှင်ဆန့်ကျင်ရေးတက်တက်ပြောလို့မရတော့ဘူးလို့ဒီမိုကရေစီရဲ့တက်တက်နဲ့လည်းတင်းတင်းလို့မရတဲ့အခြေအနေဖြစ်ပါတယ်။ဘယ်လိုအရေးကိစ္စကိုပါထည့်သွေးလှုပ်ဆောင်မှကျွန်တော်တို့လူအဖွဲ့အစည်းတစ်ခုလုံးရဲ့အနာဂတ်လာရကောင်းကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။လူဦးတော်လည်းကြီးဟာတွင်ခဲ့တဲ့နှစ်ပေါင်း30ခန့်လောက်ကလေးကစတင်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်လေဖြစ်ပါတယ်။အဲ့ဒီဒီမိုကရေစီအရေးလှုပ်ရှားမှု အမျိုးသားဒီမိုကရေစီပတ်ချုပ်ခါဂျီမာရောချက်ဘုံလို့ကိုတာဂျီကမြောက်ညှောက်တန်ခဲ့တဲ့နိုင်ငံရေးပါတီကြီးတခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နှွေးမှုတော်လှန်ရေးကောင်းဆောင်အားလုံးဟာအမျိုးသားဒီမိုကရေစီပတ်ချုပ်ရဲ့ကာယကံမြောက်ပေးဆက်ရင်းနှီးမြှုပ်နှံခဲ့တာကိုလဲနေစွာပုံပြကြောင်းလေးစားစွာကိုညွတ်ပါကြောင်းပြောကြားလိုပါတယ်။တော်လည်းဆိုတဲ့သဘောကတော့ဘယ်တော့မှပြေဆုံးတယ်လို့မရှိပါဘူး။ The same be the same ကိုပြောင်းလဲလန်ချရတာတဲ့အခြေအနေမျိုးဖြစ်ပါတယ် slide တစ်ခုနဲ့တစ်ခုကျေစုပြုတ်ပြီးထောက်ပံ့ပြီးတော်လည်းနေကိုစင်ကစင်ကဆက်ဆက်ပြေးကြရတာဖြစ်ပါတယ်ဒါအပြင်အသွေးပြင်အခင်းချင်းမတူတဲ့ပုံစံနဲ့အသွေးပြောင်းရှက်ဆက်ကြရတာလည်းဖြစ်ပါတယ်လူမျိုးတော်လည်းဟာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ချက်ဝင်ယင်းနည်းမျိုးကခဲ့တဲ့အာဏာရှင်စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့စင်ကလိုက်တခုလည်းဖြစ်ပါတယ်ဒါကိုယခုကျွန်တော်တို့အားလုံး ဝိုင်ဝန်ဦးဆောင်ဆက်ဆက်နေကြရတာဖြစ်ပါတယ်ဒီနေရာမှာမြို့သားဒီမိုကရေစီဖက်ချုပ် NLD အကြောင်းပြောဆိုရမှာကျွန်တော်တို့နိုင်ငံတော်တိုင်ပင်ခံတော်ဆုံးစုကြည်ရဲ့အခန္ဓာကောက်ကိုဘယ်လို့မှမေတ္တာဖြောက်ဆက်ထားလို့မရပါဘူးတော်ဆုံးစုကြည်ဟာ NLD ပါတီရဲ့အဖက်ကောင်းဆောင်ဆိုတာကပုံပြီးနိုင်ငံရဲ့အခွင့်အမှုဖြတ်နိုင်တဲ့ကောင်းဆောင်တော်လည်းဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာကျွန်တော်တို့လေးစားအားကျတဲ့တောင်ဆန်းစုကြည်ဟာအချမ်းဖက်မင်းအွန်လိုင်းနဲ့စစ်အုပ်စုကမတရားဖန်ဆင်းထုတ်လောင်း ခံထားရဆဲဖြစ်ပါလေကျွန်တော်တို့အားလုံးလည်းဖြစ်လေဒေါ်ဆန်းစုကြည်နဲ့မတရားဖန်ဆဲချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးသူမြောက်ရေးကိုကြိုးပမ်းနေကြဆဲဖြစ်ပါလေဒီလိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ပါတီကောင်ဆောင်များမတရားဖန်ဆဲချိန်တင်ခံထားရခြင်းပါတီကိုဥဆောင်နေတဲ့တာဝန်ရှိသူများနဲ့လည်းဒီလိုခက်ခဲကြမ်းတမ်းတဲ့ကော်လနီကာလမှာပါတီကိုစုစည်းဥဆောင်နေတဲ့အတွက်လူဦးတော်လည်းတစ်ခုလုံး

တော်လည်းအားလုံးနဲ့တရားသည်ရှိပြီးဥဆောင်ဥရွယ်ပြုပါဝင်နေတယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ဒါအပြင်လူ့ဥတော်လည်းရဲ့မှာအားလုံးပါဝင်တဲ့နိုင်ငံရဲ့အခင်းချင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့လည်းမေတ္တာရခံချင်ပါတယ်။လူထုလူလက်ခွန်အတွက်ဘာမှခံချက်ရှိအခြေအနေကိုဖန်တီးဖို့အတွက်တမိုင်းအစဉ်လာကြီးမားတဲ့မြူသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ဥဆောင်ပါဝင်မှုပြည်သူတရက်လုံးကဆက်လက်အလူရှိနေကြတယ်ဆိုတာအမှန်ပါပဲ။လူ့ဥတော်လည်းရဲ့မှာရှိတဲ့ အင်းအဆိုအလုံးရဲ့ဆက်အာနာရှင်စနစ်စန့်ကျင်ရတဲ့ဖက်ဒရယ်ဒီမိုကရေစီဒီဆောက်ရမှာခိုင်မာတဲ့နိုင်ငံရဲ့ပဒိနင်းတွေ့ကြေကြေပြမြန်ရရှိလာဖို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်တဲ့ပါဝင်ဆောင်ရွက်မှုမှာပြည်ထောင်စုအရေးတစ်ခုလုံးအတွက်အထူးအရေးကြီးပါကြောင်းပြောကြားခြင်းနဲ့ပဲကျွန်တော်စကားကိုညှိနှိုင်းချုပ်ကပါတယ်ခင်ဗျာအရေးတော်ပုံမုတ်ချအောင်ရမှာဖြစ်တယ် ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရမျိုးနယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေဖြစ်များလာရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ရမျိုးနယ်တွေမှာအခုရက်ပိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုတွေပိုမိုဖြစ်များလာတယ်လို့စီရီလီလာစောင့်ကြည့်သူတွေကပြောပါတယ်။နလအတက်ဟာ AA ထိန်းချုပ်ထားရတန်တွဲမျိုးအပါဝင်အန်ကွာနဲ့တောင်ကုန်းမျိုးနယ်တို့မှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတာကြောင့်လက်လွတ်ထားရတဲ့မျိုးနယ်တွေကလေကြောင်းကနေဖိအားပေးတာတွေစတင်လာတာဖြစ်နိုင်တယ်လို့စီရီလီလာစောင့်ကြည့်သူတယောက်ကပြောပါတယ်။ ဒါကြောင့်ဒေတာခန့်တွေအနေနဲ့ဒီကာလအတွင်းလေချောင်းတိုက်ခိုက်မှုတွေပိုတတိထားဖို့လိုရဲလို့ပြောချင်ပါတယ်။အထူးသဖြင့်တန်တွဲတောင်ကုတ်ကွားနဲ့အမ်းမြို့ပေါ်သူတို့ရွေးကောက်ပွဲကျင်းပချင်နေတဲ့နေရာတွေပေါ်ပိုတတိပြုစေချင်တယ်လို့သူကပြောပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့ကလည်းရခိုင်ပြည်နယ်ရှိခရိုင်၄ခုကဝန်ထမ်းတွေတာဝန်ပြန်ထမ်းဆောင်ဖို့အတွက်ပြင်ဆင်ထားဖို့ဩဂုတ်လ26ရက်နေ့ရက်စွဲနဲ့ညွှန်ကြားထားတဲ့စာတစောင်းလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။တန်တွဲခရိုင်၊တောင်ကုတ်ခရိုင်၊ကွာခရိုင်၊အန်းခရိုင်တို့ကဝန်ထမ်းတွေအနေနဲ့တာဝန်ပြန်လည်ထမ်းဆောင်ရမှာဖြစ်ပြီးကြိုတင်စုဖွဲ့မှုတွေပြုလုပ်ထားဖို့ညွှန်ကြားထားကအဲ့ဒီခရိုင်တွေဟာမြေပြင်အနေထားအရအေးအေးထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မျိုးတွေစီရင်မှလည်းအဲ့ဒီမျိုးနယ်လေးခုပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိတာမှာမနေ့စက်တင်ဘာ28ရက်ညပိုင်းကလည်းတန်လွဲမြို့မှာလေကြောင်းတိုက်ခိုက်မှုကြောင့်တရောက်သေးဆုံးက9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ မနေ့ည၈နာရီ28မိနစ်ဝန်းကျင်မှာတကြိမ်ည၈နာရီ32မိနစ်မှာတကြိမ်တန်လွဲမြို့အမှတ်၄ရက်ွက်နဲ့ညောင်ပင်ဈေးရက်ွက်မှာလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီးနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့သိရပါဗျာ။